ဒီနေ့ကတော့ mesh ရဲ့ဟိုတပေါင်းတစ်စီးတည်းဖြစ်နေတဲ့ power station မဟုတ်ဘူးပေါ့နော် all in one မဟုတ်တော့ဘူးပေါ့သူက inverter တက်တက် battery တက်တက် inverter ကလည်းသူက name plate မှာရေးထားတာကတော့8000 VA ဆလက်8000ဝက်လို့ပြောတယ်ဒါပေမဲ့တကယ် reality မှာတော့ဟို6400ဝန်းကျင် လောက်ပဲထုတ်တုံလို့ရမယ်လို့တော့ယူဆတယ် ါကလည်းကျွန်တော်တို့ဟာအင်ပါတာရဲ့လုတ်တက်ကိုကျွန်တော်တို့စမ်းကြည့်ပြီးမှပဲတိနိုင်မယ်။ကိုကတော့ကျွန်တော်ကကိုယ်တိုင်စမ်းတုံးကြည့်ရင်းနဲ့ဟိုဘယ်လိုခေါ်မလဲရလာတဲ့ experience နည်းနည်းလေးရယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အခုလက်ရှိကျွန်တော် install လုပ်ထားတဲ့အခါမှာ inverter ရဲ့ကျွန်တော်ကနောက်ကအဖုံးလေးကိုပြန်မပိတ်ထားရိပဲနဲ့ဖြွင့်ထားတဲ့အနေထားလေးကိုကျွန်တော်တို့ဘယ်လိုခေါ်မလဲ ကိုယ်စိတ်ထဲမှာဇနိုးစနောက်ဖြစ်နေတဲ့ဟာလေးတွေကဟိုဘယ်လိုခေါမလဲတကယ် reality မှာဘာဖြစ်နိုင်လဲမဖြစ်နိုင်လဲဆိုတာကိုကျွန်တော်ကအနီးကကျွန်တော်တို့နည်းနည်းလေးခေါ်ကြွားချင်တာပေါ့ဗျာနော်ကိုယ်တိုင်လဲစမ်းတုံးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဝက်ဟာဝါအနေနဲ့ဆိုရင်15ဓာတ်တမ36ကီလိုဝက်ဟာဝါဆိုတော့တထောင်ခွဲဝင်းကျင်လောက်ရှိတယ်ဘက်ထရီ size ဆိုတော့ဝင်လင်းပြောလို့ရှိရင်တော့ အောက် inverter အောက်ဘက်ဝင်လဲများတယ် battery capacity ကလည်းလုံးဝ heavy ဆိုတော့အမုန်းစိတ်ကြိုက်စော်လို့ရပြီပေါ့နော်ဒါဆိုအနည်းငယ်ကြည့်ကြည့်မယ်ဂျာကတော့ကျွန်တော်တို့ mesh ရဲ့ပုံမှန်တွေ့ရုပ်တွေ့စဉ်ကျွန်တော်တို့ all in one power station မဟုတ်ဘဲနဲ့ဒီအပေါ်ကားကဒါကကျွန်တော်တို့ဘယ်လိုခေါ်မလဲဒါက inverter layer ပေါ့သူရဲ့ inverter layer ကလည်းသူထပ်ထားတဲ့ပုံစံကစနစ်ကျတယ်လို့ပြောလို့ရတယ်နောက်တစ်ချက် design ပေါ့ ဒီဇိုင်းမှာစိတ်တိုင်းကြတဲ့အပိုင်းရှိတယ်လို့စိတ်တိုင်းမကြတဲ့အပိုင်းရှိတယ်။ရှစ်တာချင်းမျက်နှာစာပြီးတော့လို့ရှိရင်ဒီမှာလေဝင်လေတွေ့တဲ့ဇကာပေါ့။နောက်တစ်ချက်ကဒီအပေါ်ကလုံးဝအပိတ်ကိုမှသူကဘယ်လိုပုံစံမျိုးလုပ်ပေးထားလဲဆိုလို့ရှိရင်ဒီလိုပုံစံမျိုးပေါ့။ဒီကောင်အပေါ်ကနော်။ဒီလိုပုံစံမျိုးလုပ်ပေးထားတယ်။ဒါဆိုရင်စကူလေးတင်ကြမယ်။ကျွန်တော်ကမကြက်ခင်မှာနည်းနည်းလေးအထဲကိုတွားပြခြင်းတာ။ ဲ့ဒါဘာလဲဆိုလို့ရှိရင်သူကဒီလိုပုံစံမျိုးပေါ့ဒီလိုမျိုးပေါ့ဒါဆိုရင်အားနေချက်လားအားသာချက်လားတော့ဘယ်လိုခေါ်မလဲမပြောတတ်ဘူးဆိုတာထက်ကျွန်တော်ပထမကနဦးစနိုးစနောင်းဖြစ်တာကဒီဘက်ထရီကိုဝင်လာတဲ့ဘက်ထရီကွန်နက်ရှင်အင်ဗာတာကိုလာတဲ့ဘက်ထရီကွန်နက်ရှင်ကအပေါ်မှာကပါမပါတာကိုသဘောမကျဘူးဒါပေမဲ့သူကဒီလိုပုံစံမျိုးတက်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ကဒီအကောင်ကို ဟိုဘယ်လိုခေါ်မလဲဘာမှ safety site area ဘာမှစိုးရင်စရာမရှိတော့ဘူးနောက်တစ်ချက်ကကြတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဒီ AC အဝင် AC အထွက်တွေရဲ့အောက်မှာ ground ကိုကဲ့သွားလို့ရတယ်ဒီမှာ ground အပြင်ထိကဲ့သွားလို့ရတယ်ပုံစံမျိုးနောက်တစ်ချက်ကကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်ဒီမှာပေါ့ဒီ AC အဝင်ဂျိုးတွေဒီဒီဂျိုးတွေဒီဒီ solar အဝင်ဂျိုးတွေရဲ့ဒီမှာဆိုလို့ရှိရင်သူကအแทးကိုအကောင်ဘလောင်နေလွဲလွဲကူကူဝင်လို့မရအောင်သူကဒီလိုစကားပုံစံမျိုးလေး ဒီ shutter ပုံစံမျိုးလေးနေနဲ့လုပ်ပေးထားတယ်ဗျ။ battery connection ကျိုးကလည်းမိုက်တယ်ဒီမှာ wifi ကျွန်တော်တို့ဒီမှာဒီဒီဒီဟော signal တိုင်လေးလည်းထည့်ပေးထားတယ်။ battery နဲ့ inverter ကိုလည်းဒီက communicate လုပ်တာက LAN နဲ့ communicate လုပ်တယ်။လက်ရှိကတော့ကျွန်တော်ကအဓိကစမ်းကြည့်နေတာကလုပ်ကိုစမ်းကြည့်နေတာပေါ့နော်။လုပ်ကိုစမ်းကြည့်နေတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ line နဲ့ကိုကျွန်တော်ကပြစ်ထည့်လိုက်ပြီးပြစ်ထည့်လိုက်ပြီးတော့ကျွန်တော်နည်းနည်းလေးလုပ်ကို စမ်းကြည့်မယ်ခဏလေးတော့စောင့်ပြီး mesh ရဲ့ HPB 78တဲ့8048 action ကျွန်တော်တို့ battery တက်တန်း inverter တက်တက် layer နှစ်ခုထပ်ရတဲ့ inverter output ကတော့ဒီက8000 VA/8000 W ဆိုရေးထားတယ်ဒါပေမဲ့ကျွန်တော်ဟိုဘယ်လိုခေါ်မလဲတကယ် reality မှာတော့6400လောက်ပဲထုတ်တုံလို့ရတယ်လို့တော့ကျွန်တော်တွက်ချက်လို့ရတယ်ပေါ့နော် ဒါပေမဲ့6400ကျော်ပြီးတော့ဆွဲလို့ရလားဆိုတော့ကျွန်တော်စမ်းကြည့်မှာ6400ဝက်လောက်ထိအများဆုံးတော့မဟုတ်အနည်းဆုံးထုတ်လို့ရလားဆိုတော့ကျွန်တော်ကလုတ်တက်စမ်းကြည့်တာဘက်ထရီကတော့သူက15.36 kWh ဟာပါဘိုးကတော့51.2ဘိုးဘက်ထရီ AAS ကတော့အလွယ်ဆိုရင်300 AAS ကဲစမ်းကြည့်မယ်ပြန်နော်ဒီမှာဆိုရင်အဲ အဲအခုကျွန်တော်တို့စမ်းနေပြီစမ်းနေတဲ့အနေအထားမှာဆိုရင်ဘယ်လောက်ဆွဲလဲဆိုတော့ကြည့်မယ်နော်အဲဒီမှာဆိုရင်၈000ကျော်တိုင်းဝန်နေပေးသွားပြီ၈000တိကိုပေးဆွဲနေတယ်ဒါပေမဲ့၈000ကိုသူက over လုပ်နေနဲ့ဆွဲချလိုက်ပြီ okay ပြိမ့်မယ်ဒါဆိုရင်ဒီကောင်ကဒီမှာဆိုလို့ရှိရင်သူကဘာတွေဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီဘယ်လိုကောင်းမလဲဒီ အောက်ဖို့လှုပ်ဆွဲတဲ့အခါမှာ6000ကျော်လောက်ထိဆွဲခိုင်းဆွဲပေးဆွဲတယ်ကျွန်တော်တို့က6000ကျော်မှာထွက်ရက်သွားတာလား6000ကျော်ကျမှရက်သွားတာလားဆိုတာကိုကျွန်တော်နောက်ထပ်တစ်ခေါက်ပြန်ဆန်းကြည့်မယ်ကဲတခေပြေချင်းကြီးတခုချင်းစီတက်မယ်နော်ရပြီတက်တော့တခုချင်းစီဆွဲမယ်တခုချင်းစီဆွဲမယ်နော် ွဲမယ်တခုချင်းစီဆွဲမယ်6200ကျော်သွားပြီဆွဲမယ်ဆွဲဆွဲဆွဲ6800ဆွဲမယ်9300ကျော်ဆွဲသွားတယ်လုံး okay ကဲရပြီတကယ် reality မှာတော့ကျွန်တော်က VA ဆိုတဲ့ unit ကိုတွေ့လိုက်လို့ကျွန်တော်က ဒီခုနကပါဝါဖက်တာနဲ့မြှောက်ကြည့်လိုက်လို့ကျွန်တော်6400 6500လောက်ပဲထွက်မယ်လို့ကျွန်တော်ကယူဆတာပေါ့ဒါပေမဲ့တကယ် reality မှာတော့8000ကျော်မှပဲသူက over load အနေနဲ့ပြတာကိုတွေ့ရတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာအဆုံးတက်ခွင့်ပြုပါခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်